မင်္ဂလာပါရှင်စာရေးသူဆရာတက်လုံးရေးသားထားတဲ့တတိယနားဖြင့်နားထောင်ခြင်းဆိုတဲ့စာအုပ်ထဲကအမှားစာလေးကိုဖတ်ပြပေးခြင်းပါတယ်ကျမတို့စာဖတ်သူခွန်ရှချိုပါရှင် Listeners Heaven Audiobook Channel ကနေတင်ဆက်တာဖြစ်ပါတယ်ရှင်တတိယနားဖြင့်နားထောင်ခြင်းရှေးဦးစွာ psychiatry အကြောင်းကိုပြောလိုပါသေးတယ်အဆိုပါ psychiatry ဆိုတဲ့အင်္ဂလိပ်စကားရဲ့အဓိပ္ပာယ်သဘောမှာ စိတ်ယောဂအာယုံကျောယောဂများကိုအထူးပြုပြီးလေ့လာစီးပူးခြင်းဖြစ်ပါတယ်။အဲ့ဒီကနေတဆင်းဒီစကလုံးကိုစိတ်ယောဂကုသခြင်းကို၎င်းစိတ်တဘေဒာဤအချို့သောအစိတ်အပိုင်းများကို၎င်းချုံငုံထဲ့သွင်းကာကြဲကြဲပြန့်ပြန့်ခေါ်ဝေါ်တုံးဆွဲလာကြပါတယ်။ဒီနေရာမှာစိတ်ယောဂဆိုတာအများနာလေရူးတွတ်တာကိုသာဆိုလိုတာမဟုတ်ပါဘူး။ ရှုတ်တဲ့အခြေအနေတို့မရောက်သေးပေမဲ့တာမန်အားဖြင့်သူများနဲ့မတူတဲ့စိတ်အနေအထားတွေအစွဲအလန့်တွေဖြစ်ပေါ်နေတယ်ဆိုရင်တစုံတစ်ခုသောစိတ်ရောဂါဝေဒနာဖြစ်နေပြီလို့ဆိုလိုပါတယ်။ဒီလိုစိတ်သဘာဝကိုလေ့လာရုံသာမက စိတ်ရဲ့ဝေဒနာတွေကိုပါကုသလိုက်တဲ့အခါမှာ psychoanalysis ဆိုတဲ့စကားလုံးကဝင်ရောက်နေရာယူလာပါတော့တယ်။ဒီစကားလုံးရဲ့အဓိပ္ပာယ်သဘောကတော့ ရေဘူအားဖြင့်စိတ်တဗေဒရဲ့စနစ်တစ်ခုကို၎င်းစိတ်ဝေဒနာနဲ့အာယုံကြောယောဂရင်ကုသနည်းတနည်းကို၎င်းရည်ညွှန်းပါတယ်။ Psychoanalysis ကစိတ်ကိုခွဲခြမ်းစမ်းစစ်တာဖြစ်တဲ့အတွက်1856ခုနှစ်မှာမွေးဖွားပြီး1936ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ Sigmund Freud ဆိုတဲ့ဆရာကြီးဟာသူ့ရဲ့စိတ်ဝေဒနာကုသခြင်းအတက်ကို Psychoanalysis ဆိုပြီးတော့ ကင်မွန်တက်လိုက်ပါတယ်။ဒါပေမဲ့အင်္ဂလိပ်စာလုံးပေါင်းတဲ့အခါမှာ psycho-analysis ဆိုပြီးတော့ hyphen ခေါ်တုံးကလေးခံပြီးတော့စာလုံးပေါင်းထားပါတယ်။ဆရာကြီး Sigmund Freud E psychoanalysis နီးဟာလူကြိုက်များလာပြီးတော့ထင်ပေါ်ကျော်ကြားလာကဆရာကြီးစီမှာတပည့်ခံသူတွေပေါများလာပါတယ်။ဒါပြင်ဆရာကြီးနဲ့တွဲဖက်ပြီးတော့လောက်ကင်လာတဲ့သူတွေထဲမှာ Swiss လူမျိုး စိတ်တဗေဒပညာရှင်စီဂျီယောင်ဒီ၎င်းအယ်ဖာဒ်အက်ဒလာဒီ၎င်းထင်ရှားသူတွေ ဖြစ်ကြပါတယ်။ဆရာကြီးဆစ်မန်ဖရိုက်ဟာပုံမဆက်ဆံရေးလိန်စိတ်ကို အခြေခံလွမ်းတာဖြစ်ရာနောင်သောအခါယောင်ဒီ၎င်းအက်ဒလာဒီ၎င်းဆရာကြီးနဲ့လမ်းခွဲပြီးတော့တီးခြားလောက်ကင်ကြပါတယ်။ဆရာကြီးရဲ့တပည့်တူဖြစ်သူ Tia Dodike Sodua နောင်မှာ စိတ်ဝေဒနာတွေကို ကုသပေးခြင်းဖြင့်အသက်မွေးလာသည်ဖြစ်ရာသူ့ရဲ့ဘဝအတွေ့အကြုံတွေကို listening with the third ear ဆိုရဲခေါင်းစဉ်နဲ့ကျမ်းတစာတစ်ဖွဲ့ပြုခဲ့ပါတယ်ဒီကျမ်းဟာစိတ်တဘာဝသူ့တည်တည်တွေအတွက်အကျိုးရှိလာသည်ဖြစ်ရာကျွန်တော်ဟာတတိယနားဖြင့်နားထောင်ခြင်းဆိုပြီးတော့ဘာသာပြန်တင်ဆက်လိုက်ရခြင်းဖြစ်ပါတယ်ဒေါက်တာ Theodorick ဟာ ဩစတြေးလျနိုင်ငံဗီယက်နမ်မြို့မှာ1888ခုနှစ်ကမွေးဖွားခဲ့ပါတယ်။ဗီယက်နမ်တက္ကသိုလ်မှာပညာစီးပူးခဲ့ပြီးတော့ PhD ဘွဲ့ကိုရရှိခဲ့ပါတယ်။ Signal Fried ရဲ့တပည့်ဦးလူတော်တွေထဲမှာတယောက်အပါအဝင်ဖြစ်ပါတယ်။ဗီယက်နမ်၊ဘာလင်၊ဒီဟိတ်မြို့တွေမှာရှိရဲ့စိတ်တဘာဝကို ခွဲခြားလေ့လာတဲ့ဌာနတွေမှာဟောပြောပူချခဲ့ပါတယ်။ အမေရိကန်ပြည်သို့1938ခုနှစ်ကရောက်ခဲ့ပြီးတော့အမေရိကန်နိုင်ငံသားအဖြစ်ခံယူပြီးနယူးယောက်မြို့မှာစိတ်ရောဂါတွေကိုကုသပေးခဲ့ပါတယ်။ Frank နဲ့နှစ်ပေါင်း30အတွေ့အကြုံမှာခေတ်လူများဤ Masochism လိမ်ပိုင်းရစမှုလူမသိတော့သူတတ်တမစိတ်ကြပေရာပညာရှင်ဤအချစ်ကိုရှုမြင် သုံးသပ်ခြင်းဆိုရဲကျမ်းတွေကိုပြုစုခဲ့ပါတယ်။ တတိယနားဖြင့်နားထောင်ခြင်းဆိုတဲ့ကျမ်းကိုကျွန်တော်ကဘာသာပြန်ဆိုခြင်းရည်ရွယ်ချက်ကတော့စိတ်ယောဂဝေဒနာတွေကို ကုသရင်းအထူးသဖြင့်စိတ်ကိုခွဲခြမ်းစိတ်ဖြာတုံးသက်ခြင်းမှာအားနည်းနေတဲ့မြမစာပေဗန်တိုက်ကြီးတွင်လိဟာနေတဲ့နေရာတစိတ်တည်တာကိုတအားသည့်ဖြည့်ဆွက်ရန်ဆိုတဲ့ရည်ရွယ်ချက်ဖြစ်ကြောင်းတင်ပြအစီရင်ခံအပ်ပါသည်ဒီနေရာလေးမှာတော့ ဆိုင်ရည်သူဆရာတက်လုံရေးသားထားတဲ့တတိယနားဖြင့်နားထောင်ခြင်းအမှားစာလေးကတော့ပြီးဆုံးသွားပါပြီရှင်။မရှိတော့ဆက်လက်ပြီးတော့နိဒန်းကိုဖတ်ပေးပါမယ်။ဒီနိဒန်းကတော့မူလဆိုင်ရည်သူရဲ့နိဒန်းဖြစ်ပါတယ်။အဘာသာပြန်သူရဲ့အမှားစာမဟုတ်ဘဲနဲ့မူလဆိုင်ရည်သူရဲ့နိဒန်းကိုဆက်လက်ဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်။တတိယနားဖြင့်နားထောင်ခြင်းမူလဆိုင်ရည်သူ၏နိဒန်း မကြသေးမီကကျွန်ုပ်ပြုလုပ်နေတဲ့စိတ်ရောဂါကိုကာလာတစ်ခုအတွင်းမှာငါအသက်25နှစ်လောက်ကအတိညာကျွဲဝါးတဲ့လူတစ်ယောက်ကပြောဘူးတယ်။စသဖြင့်ပြောမိတော့မလို့ဖြစ်တာကိုအတော်ပင်အောက်အီးထားလိုက်ရတယ်။လူငယ်တစ်ယောက်ကကျွန်ုပ်ထံလာရောက်ပြီးတော့သူဆုံးဖြတ်ရမယ့်ကိစ္စနှစ်ခုတိုင်မြင်တာပဲဖြစ်ပါတယ်။သူကိစ္စနှစ်ခုကဒီလိုအသက်မွေးဝမ်းကြောင်းတစ်ခုကိုလက်ခံလောက်ကန်ရပါမလားဆိုတာနဲ့ ဒီလို main ကလေးကိုလက်ထပ်ရပါမလားဆိုရဲအရေးကိစ္စနှစ်ခုဖြစ်ပါတယ်။သူ့ဘဝနဲ့သူ့အခြေအနေတရရက်ကကျွန်တော်ရဲ့ထိုးအသက်အရွယ်ရာဘဝအတွေ့အကြုံသတိရသွားစေရဲ့။ဒီလူငယ်လေးကပူပူနွေ့နွေ့ပင်စိတ်ဓာတ်ပေရာဘာသာရက်မှာဒေါက်တာဘွဲ့ရခဲ့သူဖြစ်ပါတယ်။ကျွန်တော်ကလည်းသူ့အသက်အရွယ်မှာ fright ရဲ့လက်အောက်မှာဒေါက်တာဘွဲ့ကိုရခဲ့ပါတယ်။တညနေမှာတော့အဲ့ဒီ fright ဆိုတဲ့ပုံကိုကြီးနေ့စဉ်လမ်းလျှောက်လေးရှိရဲ့ ဗီယက်နာမြို့မှာ thinking stress ရဲ့တခြားမှာကျွန်တော်ဟာထိုပုံကိုကြည့်နေပတ်ပင်းစုံမိပါတယ်။သူကခါတိုင်းလိုပဲဟော်ရွေစွာနဲ့ကျွန်တော်ရဲ့ရှေ့ရင်းအကျဉ်းစီတွေအကြောင်းမေးမြန်းနေ။အဲ့ဒီတော့ကကျွန်တော်မှာရှိတဲ့ပြဿနာတွေကအခုကျွန်တော်ရဲ့ဝေဒနာတွေလူငယ်ကလေးရဲ့ပြဿနာတွေနဲ့တူနေတယ်။ကျွန်တော်ဟာထိုပြဿနာတွေကို fright ကိုပြောပြတယ်။တကယ်တော့ fright ကအကြံဉာဏ်ပေးတာဒါမှမဟုတ် ျွန်တော်ရဲ့ dream ဟာတန်လျာတွေကို ခြေဖြတ်ပေးတာတွေကို ပြုလုပ်လိမ့်မယ်လို့ကျွန်မျှော်လင့်ခဲ့တယ်။သူကဒီလိုပြောတယ်။ငါတွေးကြုံခန်းစားခဲ့ရတာတွေကိုပဲပြောပြရတော့မှာပဲ။အသေးအဖွဲကိစ္စတစ်ခုခုကိုဖြေရှင်းရတော့မယ်ဆိုရင်လှုပ်တင်သမျှတွေရောမလှုပ်တင်သမျှတွေရော ဖြစ်တင်သမျှတွေရော မဖြစ်တင်သမျှတွေရောအားလုံးအဖက်ဖက်ကစဉ်းစားဆင်ခြင်တာအကျိုးရှိတာကိုတွေ့ရတယ်။ဒါပေမဲ့တကယ်အရေးကြီးတဲ့ကိစ္စလဲကြအောင် ဥပမာကျင်ဘက်ရှာတာတို့အသက်မွေးဝမ်းကြောင်းအလုပ်ရွေးတာတို့ဆိုတာမျိုးကြရင်ဆုံးဖြတ်ချက်ကငါတို့အထဲရတနေရာမှာရှိတဲ့မနောအသိစိတ်ကလာတဲ့နေကွငါထင်တာပြောရရင်ငါတို့ကိုရေးကိုတာဘဝရဲ့အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုချပြီးဆိုရင်ငါတို့ပင်ကိုယ်တဘာဝရဲ့နှဆိုင်နဲ့အတွင်းကြကြလိုအပ်ချက်တွေကငါတို့ကိုလွှမ်းမိုးအုပ်ဆိုးသွားတယ်ထင်တယ်လို့ငါထင်တယ်ကွာ ကျွန်ုပ်ဘာလုပ်ရမလဲဆိုတော့မပြောပြပဲနဲ့ကိုဘာသာကိုဆုံးဖြတ်ချက်ချနိုင်ဖို့ fright ကကူညီခဲ့အိမ်အောင်ရေးလို့ပဲအသက်မွေးဝမ်းကြောင်းအလုပ်ကိုရွေးချယ်တဲ့အခါမှာလဲကုသိုလ်ကံအလျောက်ဖြစ်ရတယ်ကုသိုလ်ကံအလျောက်ဖြစ်ပေါ်လာချက်တွေကိုအစဉ်အသင့်လက်ခံပြီးတော့ကုသိုလ်ကံအကျိုးကိုကြိုလင်းရမှာသာဖြစ်ပါတယ်35နှစ်ကြာခဲ့ပြီဖြစ်တဲ့ထိုနည်းညနေကကျွန်တော်ဟာစိတ်ကိုခွဲခြမ်းစိတ်ဖြာပြီးကုသမှု psychoanalysis အဖြစ်နဲ့လောက်ကင်ဖို့ဆုံးဖြတ်လိုက်တယ်။ဒီအလုံးနဲ့ကောင်းလာလားဆိုးလာလားဆက်လက်လိုက်ခဲ့တယ်။ညာတော့အဖြစ်လူလက်ပိုင်းနေကိုကိုလုံးနေရဲ့အသက်မိုးဝမ်းကြောင်းအလုပ်ကိုပြောင်းပြီးတော့တခြားအလုပ်တစ်ခုခုလုပ်မလားလို့မေးကြည့်မလုပ်လို့ဘူးလို့သာ ပြောပါအမှန်ပဲ။ပွင့်ပွင့်လင်းလင်းဝန်ခံရမယ်ဆိုရင် စိတ်ကိုခွဲခြမ်းစိတ်ဖြာလိလာကုသရဲ့လုပ်ငန်း35နှစ်တာကာလအတွင်း ျွန်တော်ကအလုတ်ပြောင်းမှုဆန္ဒကတစ်ချိန်မကဖြစ်ပေါ်ခဲ့ဒီအလုတ်ဟာအသက်မွေးဝမ်းကြောင့်အလုတ်အဖြစ်ထက်ကတ်တင့်မှုတစ်ခုဖြစ်တယ်ဆိုရယ်စိတ်အနေအထားကျွန်တော်မှာမကြာခဏပေါ်ပေါက်ခဲ့တယ်ဖယားသခင်မှသာလျင်တက်နိုင်မှာဖြစ်တဲ့ဖြစ်ရတင်နဲ့ကြုံရလေတိုင်းဒီလိုယာယီစိတ်ပြည့်ရမှုတွေကမလွဲမရှောင်သာဖြစ်ရပါတယ်။လူတွေရဲ့အမြင်မှာစိတ်ကိုခွဲခြင်းစိတ်ဖြာကုသသူ မော်စရာလို့ထင်မှတ်နေပြီးတော့အုံဖွတ်ပျောက်စင်ကုစားနိုင်တယ်လို့ထင်မှတ်နေကြတယ်။ကျွန်ုပ်ငယ်စဉ်ကာလကျွန်ုပ်ရဲ့ကြီးမြင့်လိုတဲ့ဆန္ဒကိုဟန်တားမှုတွေမရှိခြင်း။ကျွန်ုပ်မှာစိတ်ပြတ်တဲ့ခဏတာကာလလေးတွေရှိခဲ့ပါတယ်။ဒါပေမဲ့စိတ်ကိုခွဲခြားစိတ်ဖြာကုသရေးမှာတွေ့ရှိရတဲ့အဟံအတာလှုပ်ဆောင်မှုအကန့်အသတ်တွေကြောင့်မဟုတ်ပဲဒီလိုကုသမှုရဲ့မူလတဘာဝကြောင့်ပင်ဖြစ်ခဲ့ရတယ်။ ဗီယက်နမ်မြို့ကထင်ရှားကျော်ကြားတဲ့တရုတ်ဆောင်သူဂျိုးဇက်ကိုင်းစ်ရဲ့အဖြစ်ကို တင်ပြလိုက်လို့ရှိရင်ကျွန်တော်ရဲ့ဆိုလိုချက်ကိုပုံမပေါ်လွင်မယ်လို့ထင်ပါတယ်။သူကဂျာမန်ပြည်ဆက်စင်မြင့်ပေါ်မှာအလွမ်းတရုတ်ဆောင်သူလူတော်ဖြစ်ပါတယ်။သူဟာ1930ပြည့်နှစ်မှာကွယ်လွန်ခဲ့တယ်။သူ့ရဲ့တောက်ပတဲ့ဘဝခရီးကုံဆုံးကန်ဒီမှာဒါရိုက်တာကသူ့ကိုရှေးစပီးယားရဲ့လေးမှုန်တိုင်း The Tempest ပြည့်ဆက်ထဲက prospero အဖြစ်သရုပ်ဆောင်ဖို့ပြောကြလာတယ်။ Kais ကအချိန်ယူစဉ်းစားပြီးနောက်အဆုံးမှာတော့ညင်းပယ်လိုက်တယ်။ prospero အဖြစ်သရုပ်ဆောင်ရမယ်လို့ကသရုပ်ဆောင်ကောင်းဖြစ်ရုံနဲ့မကဘူး။လူကျော်လူမော်လည်းဖြစ်ရမယ်။ဒါပေမဲ့လူကျော်လူမော်တွေကသရုပ်ဆောင်လုပ်ပါမလား။ तू ကဆိုတယ်။ तू လေအတိုင်းလုပ်ပြီးတော့ကျွန်တော်ကလည်းပြောရရင် လူကျော်လူမော်ဖြစ်ခဲ့တဲ့ fright ကတော့ စိတ်ကိုခွဲချမ်းစိတ်ဖြာကုသသူဆင်းလုပ်တယ်ဆိုတော့ဘယ်သူမှငြင်းနိုင်မှာမဟုတ်ပါဘူး။ Fright ကဘာသာရဲ့ပညာရဲ့အတိတ်တစ်ခုဖန်တီးခဲ့။သူကစိတ်ကိုခွဲချမ်းစိတ်ဖြာကုသမှုပညာရဲ့ကို တွေးရှိဖော်ထုတ်နိုင်ခဲ့တယ်။သူကခေတ်ကာလတိုင်းအတွက်တွေးခေါ်ရှင်အကျော်အမော်စိတ်တဗေဒပညာရှင်အကျော်အမော်တယောက်ဖြစ်ခဲ့ပါတယ်။ကျွန်ုပ်ရဲ့လက်တွေ့ဆောင်ရွက်ချက်ရဲ့အရေးပါမှုရှိမရှိနဲ့ ကျွန်တော်ရဲ့အသက်မွေးပညာကို လူမှုဆက်ဆံရေးမှာအသင့်ရှိမရှိတန်တရားဖြစ်စရာအချိန်ကလေးတွေကိုကြုံခဲ့ရတယ်။ဒါပေမဲ့နည်းနည်းရဲ့စိတ်တပေရာပေးဆွမ်းတဲ့အမျော်မြင်လေးရဲ့တန်ဖိုးကတော့တန်တရားမရှိနိုင်ပါဘူး။စိတ်တဘာဝနဲ့ခံစားမှုတဘာဝတွေရဲ့လှုပ်ရှားနိုင်မှုများကို မရတာမရှင်သာသောထိုးထွင်းသိမြင်နိုင်မှုကို ပေးဆွမ်းနိုင်သော သူတေသနာနီလာစိတ်ကိုခွဲခြမ်းလေ့လာမှုပညာမှာပါရှိပါတယ်။ စူးစမ်းလေးလာသူရဲ့လက်ထဲတော့ခွဲချမ်းစိတ်ဖြာကုသသူဟာထဲ့ပေးတဲ့မီးရှူတိုင်ဟာအမှောင်ဆုံးဒေါင်ကြားတွေကိုထွန်းလင်းစေပြီးအနက်ဆိုင်ဆုံးတွင်းများတွင်တော့ရမကြီးများဖြစ်ပေါ်စေပါရဲ့ဒီအလင်းရောင်ဟာအတွင်းအကျဆုံးမှောင်ရိပ်များစီတို့ရောက်ရှိပြီးလေပတ်လှုပ်ရှားမှုတွေကို ထုတ်ချင်းပေါက်မြင်ရစေပါရဲ့အမှောင်လောကရဲ့ပုံကွယ်ရာနေရာတွေကိုဖယ်ရှားပစ်တယ်။ညီသည့်အခြားသောစိတ်ဓာတ်ပေရာနီးလန်းမှာ ထောင်ပေါင်းများစွာသောစိတ်ခံစားမှုအနေအထားတွေဟာတူညီရဲ့ဥပဒေတွေကိုလိုက်နာရဲဆိုတာကိုဒီနည်းလမ်းလောက်မဖော်ပြနိုင်ပါဘူးစိတ်ခံစားမှုအနေအထားတွေဟာလိုက်နာရဲ့ဥပဒေတွေဟာယူပဗေဒနဲ့ဓာရုဗေဒပညာရဲ့တွေဟာဥပဒေတာတွေလိုမျိုးပဲခိုင်မာလာပါတယ်မနှောရဲ့လုပ်ငန်းစဉ်တွေကိုချုပ်ကိုင်တဲ့ဥပဒေတာတွေကို တွေးရှိခြင်းစိတ်ဆိုတဲ့အဆောက်အုံမျက်နှာစာနောက်ွယ်မှာရုပ်ွယ်နေရာတွေကို တွင်းရှိဖော်ထုတ်နိုင်ခြင်းဒါရီယာစိတ်ကိုခွဲခြမ်းစိတ်ဖြာကုသသူကြုံတွေ့ခံစားရတဲ့ဂျင်းနဲ့ဆရာရင်းကြီးပါပဲနောက်လာမယ့်စာမျက်နှာရရာစိတ်ကိုခွဲခြမ်းစိတ်ဖြာကုသသူတို့ရဲ့အရေးကြီးတဲ့လုပ်ငန်းဖြစ်တဲ့ထူးခြားတဲ့အတွေ့အကြုံတွေကိုဖော်ပြမှာပဲဖြစ်ပါတယ်အဲ့ဒီအတွေ့အကြုံတွေကတော့ဒီကဘာမြေပေါ်မှာရှိတဲ့လူမရောက်မပေါက်ဖို့တဲ့နောက်ဆုံးနယ်မြေတို့ဝင်ရောက်ခြင်းအတွေ့အကြုံတွေပါပဲ။ အချိန်ကြာမြင့်စွာနဲ့စိတ်ရှည်စွာနှိုက်ထုတ်ယူရခြင်းဒါမှမဟုတ်နတ်ရှိုင်းနဲ့မနှောလွှာရင်းမှ ထွက်ပေါ်လာတဲ့တစ်ဖြက်ဖြက်အလေးရောင်ရဲ့အကျိုးဆက်အနေနဲ့စိတ်ဓာတ်ဗေဒဆိုင်ရာအမြင်သစ်တွေကို ပြသလိုရင်းဖြစ်ပါတယ်စိတ်ကိုခွဲခြားစိတ်ဖြာကုသသူတို့ထံသို့ လာရောက်ပြသသူတွေရစိတ်ပိုင်းဆိုင်ရာ အတွေ့အကြုံမရှိသူတွေမဟုတ်ကြပါဘူးဒီနေရာကိုမလာရောက်ခင်ကာလကြာမြင့်စွာပဲသူဟာထူးခြားတဲ့အတွေ့အကြုံတွေကို ြုံတွေ့ခဲ့ရတယ်။ပူပန်မှုတွေနဲ့မနှောပိုင်းကြားပြတ်တားဆီးမှုတွေကိုကြုံခဲ့ရတယ်။ဘဝခါတီးပြီးတော့သူ့အတွက်မခံမရက်နိုင်ဖြစ်စပွဲခံစားမှုတွေကြောင့်အမူအကျင့်လက္ခဏာတွေဖြစ်ပေါ်ခဲ့ရသူဖြစ်ပါတယ်။သူဟာသူ့ရဲ့လုပ်ငန်းကိုဘာဝင်ရှုံနေတယ်သူရဲ့လူမှုရေးပြုမှုဆက်ဆံခြင်းဒါမှမဟုတ်ချစ်ကျင်နာနိုင်မှုတွေကိုဘာနှောက်ရှက်နေရဲဆိုတာကိုဖော်ထုတ်ဖို့စူးစမ်းသူဖြစ်ပါတယ်။သူရဲ့ပြဿနာတွေအတွက် တာဝန်ရှိရဲ့သူမသိရဲ့အရာတွေကသူ့ကိုယ်ထဲမှာရှိနေသလားဆိုရင်မေးခွန်းဖြေဖို့ကြိုးစားတယ်။သူ့ရဲ့စိတ်ခံစားမှုအနေထားဝင်းကဘာတွေကထွက်ပေါက်ကိုကိုယ်တိုင်ရှာဖွေနေသူဖြစ်ပါတယ်။သူဟာသူ့ဘာသာရှာဖွေခဲ့တယ်။ဒါပေမဲ့ဒီရှာဖွေမှုဟာအကျိုးမထင်တဲ့ကိုယ့်ဘာသာကိုခွဲခြမ်းစိတ်ဖြာစဉ်းစားမှုဖြစ်နေပါတယ်။ဒီလိုဖြစ်ရတာကတော့မပြည့်စုံတဲ့အသိပညာနဲ့မပြည့်စုံတဲ့ထိုးထွင်းရှုမြင်မှုတွေနဲ့ အမဝင်တဲ့ကရိယာဒစာပလာတွေနဲ့ဆောင်ရွက်နေရကြောင်းဖြစ်ပါတယ်။သူဟာသူ့စိတ်ကိုသူ့ဘာသာသူခွဲခြားစိတ်ဖြာ စစ်ဆေးမှု ပမာဏမပြုတ်လို့ဖဲနေတော့စိတ်ကို ခွဲခြားစိတ်ဖြာကုသမှုတကားပေါက်ကိုရောက်မလာပါဘူး။ကုသသူထံမရောက်မီပဝေတနီကပဲအတွင်းပိုင်းလိုအပ်ချက်အဖြစ်နဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုသူဟာစိတ်ပါဝင်စားခဲ့ရတယ်။ဘာကြောင့်လဲဆိုတော့ဒီပြဿနာတွေကသူ့ရဲ့ပြဿနာဖြစ်နေရကြောင်းပဲဖြစ်ပါတယ်။ ကျွန်တို့ပတ်ဝန်းကျင် လောကရဲ့မှာစိတ်ဝင်စားပွဲပြဿနာတွေပြည့်နှက်နေတယ်။တို့တိုင်အောင်လူဟာဘာကြောင့်အတွင်းသို့လှည့်ကြည့်နေရတာလဲ။ဘာကြောင့်ကိုယ်အတွင်းမှာဖြစ်ပျက်နေရတယ်စိတ်ဝင်စားနေရတာလဲ။ကျွန်တို့ရဲ့သူတေသနာပြုမှုအစကပဲကျွန်တို့ရင်ဆိုင်ခဲ့ကြရတဲ့ဒီမိကုံးရဲ့အဖြေကဝေဒနာရှင်တဦးတယောက်ထဲရဲ့လောကကိုကြော်ထွက်သွားပါတယ်။ဒီအဖြေကစိတ်ကိုခွဲခြမ်းစိတ်ဖြာလေးလာမှုအတက်ဟာ ဘယ်လိုပဲပုံတွေးရှိလာရဲဆိုတာကိုသိရှိဖို့အကူအညီပေးပါလိမ့်မယ်။မိမိကိုယ်ရဲ့စိတ်ခံစားမှုအနေအထားအခက်အခဲတွေကိုစုံစမ်းတာအတွင်းပိုင်းမငြိမ်မသက်ဖြစ်တာကိုနှိမ်နှင်းအောင်မြင်ဖို့ကြိုးစားတာ။ဒါရီကအစ်စ်ဖြစ်တဲ့ဘာသာရပ်အစ်စ်ဖြစ်တဲ့ပညာတစ်ခုရဲ့အစအကိုဖော်ပြနေပါတယ်။ Freud ကမယုံမကြည်ဖြစ်နေတဲ့ကဘာကိုတင်ပြခဲ့တဲ့အခြေခံယူဆချက်တွေစီဥတီစေခဲ့တာမိမိကိုမိမိစောင့်ကြည့်လေ့လာရတဲ့ မိမိကိုမိမိခွဲခြားစိတ်ဖြာလေ့လာတာတွေပဲဖြစ်ပါတယ်။ Fright ဟာသူတွေးရှိသမျှတွေကို သူတကိုယ်ရဲ့အသည့်အဖြစ်သာမြုံထားတာဖြစ်ဖြစ် အာယုံကြောယောဂါတစုံတယောက်ကိုမှမကုသပဲသူ့အတွင်းသဘောတွေးရှိချက်တွေကိုသာထုတ်ဖော်ပြောကြတာဖြစ်ဖြစ်သူကတော့ကဘာကြီးရဲ့အကြီးမားဆုံးသောစိတ်ဓာတ်ပေရာပညာရှင်တယောက်တော့ဖြစ်နေမှာဖြစ်ပါတယ်သူကသူ့ရဲ့တွေးရှိသုံးသပ်ချက်တွေ သူကိုယ်တိုင်ခွဲချမ်းစိတ်ဖြာလေးလာမှုတွေကိုသူတစ်ပါးရဲ့ခွဲချမ်းစိတ်ဖြာလေးလာ တွေးရှိမှုတွေနဲ့နှိုင်းရှင်သုံးသက်ခြင်းမပြုလျင်ဖြစ်ဖြစ် သူကိုယ်သူ ခွဲချမ်းလေးလာမှုနဲ့ရရှိတဲ့ထိုးတွင်သိမြင်ခြင်းတွေပြတ်သားတိကျမှုမရှိရဘဲဖြစ်ဖြစ် သူ့ရဲ့စိတ်ပိုင်းဆိုင်ရာထိုးတွင်သိမြင်မှုတွေကပြည့်စုံလိမ့်မှာမဟုတ်ပါဘူးဒီစာအုပ်က Fright ရဲ့သူ့ရဲ့ပန်းတိုင်စီကိုရောက်ရှိခဲ့တဲ့ခြေလမ်းတွေကိုခြေရာကောက်ဖော်ပြတဲ့စာအုပ်ဖြစ်ပါတယ်ဒီစာအုပ်ဟာ စိတ်ကိုခွဲခြမ်းစိတ်ဖြာလေးလာမှုရှူတော့အစ်စ်တစ်ခုမှဏိဒန်းပြိုးတာပဲဖြစ်ပါတယ်။အဆိုပါရှူတော့မှာမိမိကိုမိမိစောင့်ကြည့်လေးလာခြင်းနဲ့မိမိကိုမိမိစိတ်ကိုခွဲခြမ်းလေးလာမှုဆိုတဲ့ရှူတော့ဖြစ်ပါတယ်။ဒီလိုနဲ့စာဖတ်သူကိုမရောက်စဘူးအစ်စ်ဖြစ်တဲ့နေမြင့်စီကိုပထမဆုံးအချိန်ခေါ်ဆောင်သွားဖို့ကြိုးပမ်းခြင်းဖြစ်ပါတယ်။ဆိုလိုတာကတော့အခြားသောလေးလာမှုတွေရပ်တန့်သွားတဲ့နေရာမှာ စတင်ခေါငင်သွားမှာပဲဖြစ်ပါတယ်။ဒီကျမ်းရဲ့ပထမပိုင်းမှာအဲ့ဒီလိုမျိုးစိတ်ပိုင်းဆိုင်ရာမိမိဘာသာစောင့်ကြည့်လေ့လာမှုနဲ့မိမိဘာသာခွဲခြားစိတ်ဖြာလေ့လာမှုအဖြစ်ပြက်ကလေးတွေကိုဥပမာသဘောတင်ပြထားပါတယ်။စကားဥပမာဆိုရမယ်ဆိုရင်စိတ်ဓာတ်ဗေဒပညာရှင်ဟာသူ့ပညာရဲ့ရဲ့ကရိယာတစားပလာတွေကိုပြည့်စုံစေပြီးတော့ငုံရှိုးဝင်ရောက်လာတဲ့အခါမှာ စိတ်ခံစားမှုအနေအထားတွေဆိုတဲ့ မောင်မိုက်တဲ့အောက်အလွှာမှာဘာတွေကိုတွေးရှိရတယ်ဆိုတာတွေကို နမူနာတင်ပြထားတာပဲဖြစ်ပါတယ်။နောက်ပိုင်းမှာတော့စိတ်ကိုခွဲခြမ်းစိတ်ဖြာ ကုသသူရဲ့ပညာရှာဖွေသူတေသနာပြုတဲ့ကာလအတော်တွင် သူရဲ့အလौယုံတွင်ရောစာဖတ်သူအားတစည်းတဆောင်းပြသလိုက်တာပဲဖြစ်ပါတယ်။ကုသသူရဲ့အဆုံးသက်ကောက်ချက်ချမှုဖြစ်စေရဲ့အတွင်းပိုင်းဖြစ်စဉ်ရဲ့အရေးပါတဲ့ပဏာမအပိုင်းကိုတင်ပြထားတယ်။ ီပနာမအပိုင်းရဲ့ထူးခြားချက်အဲ့ပနာမအပိုင်းကပေးအပ်တဲ့သိနားလည်ရမှုပညာဒီပိုင်းရဲ့ချုပ်ရင်းမှုနဲ့အကန့်အသတ်ပေါင်းတွေပါဝင်ပါတယ်။ရာပေါင်းများစွာသော ဖြစ်ရက်မှတ်တမ်းတွေကိုညီငွေဖွယ်ရာပညာရက်စကလုံးအခေါ်အဝေါ်တွေကိုမတုံးဆွဲပဲစိတ်ကိုခွဲခြမ်းစိတ်ဖြာကုသသူရဲ့အတွင်းပိုင်းအတွေ့အကြုံအဖြစ်ဖော်ပြထားပါတယ်။ကုသသူဟာနေ့စဉ်ပင်မမြင်ရတဲ့ရန်သူနဲ့တိတ်ဆိတ်စွာနှပန်းလုံးနေရာမှာ စိတ်တပေတာပိုင်းဆိုင်ရာထိုးရင်းသိမြင်မှုဟာဘယ်လိုဖဲပုံအာယုံတက်ထွန်းလက်လာရတယ်ဆိုတာကို ကျွန်တော်ကပေါ်ပြလိုတာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ကျမ်းဟာကုသသူကိုယ်တိုင်ရဲ့မနှောပိုင်းဖြစ်စဉ်တွေကိုစူးစမ်းတာပဲဖြစ်ပါတယ်ဒင်းကားပြရဲ့အခြားဘက်လို့ဆိုရပါလိမ့်မယ်တခြားသူရဲ့မနှောပိုင်းဆိုင်ရာဖြစ်စဉ်တွေကိုစူးစမ်းတဲ့သူဟာဘာတွေလုပ်တယ်ဘာတွေရတယ်ဆိုတာကိုပေါ်ပြဖို့ရှင်းဥစွာစူးစမ်းတာပဲဖြစ်ပါတယ် အာယုံပိုင်းယောဂရဲ့လက္ခဏာတွေကဘာဖြစ်တယ်ဆိုတာအတွက် ကျမ်းတွေရှိနေပါပြီ။စိတ်ယောဂသဘာဝနဲ့မြုပ်ကွယ်နေရဲ့အချက်အလက်တွေပဲဖြစ်ပါတယ်။ပေါ်ပေါက်လာပြီးဖြစ်တဲ့အိမ်မက်ရဲ့နောက်ွယ်မှာအာယုံခံစားမှုတွေလည်းဖြစ်ပါတယ်။ကျွန်တော်ကဒီကျမ်းမှာဖော်ပြလိုတာကတော့စိတ်ကိုခွဲခြမ်းစိတ်ဖြာကုသသူရဲ့စိတ်မှာဘာဖြစ်နေရဲဆိုတာကိုဖော်ပြခြင်းအပြင်တစ်ဖက်မှာပြောင်းပြန်လှန်ရှုလိုက်တာပဲဖြစ်ပါတယ်။ ဒီကျမ်းထဲမှာပါသမျှအားလုံးတော့အစ်စ်မဟုတ်ပါဘူးအစ်စ်ဆိုရင်အစ်စ်လို့ပြောပါတယ်စိတ်ကိုခွဲချမ်းစိတ်ဖြာလေးလာမှုအတက်ကနှစ်ပေါင်း၅ချိန်ကြာမြင့်ပြီးတဲ့အခါမှာအသွင်အစ်စ်ကိုရရှိလာတယ်ပထမမှာစိတ်ကိုခွဲချမ်းစိတ်ဖြာကုသသူဟာပညာသိရဲ့စိတ်ယောဂကုသသူဖြစ်လာတယ်စိတ်ကိုခွဲချမ်းစိတ်ဖြာကုသမှုရဲ့အစမှာ နီးလန်းနေရစေးသိပ္ပံရဲ့အနှစ်သာရနဲ့ဖြောင်းဖြောင်းကြီးဝီယောဒီဖြစ်ခဲ့တယ် အဲ့ဒီခေတ်အဲ့ဒီအခါကစေးသိပ်ပံကရုပ်ဝါဒဆန်လာပါတယ်။ရန်နရဆန်လာတယ်။အမှန်ကိုဆိုရမယ်ဆိုရင်ထိုခေတ်အခါကစေးသိပ်ပံပညာရှင်ထက် စိတ်ကိုခွဲခြမ်းစိတ်ဖြာကုသသူကစေးသမားအဖြစ်သို့ပို့ပြီးတော့နီးစပ်ပါတယ်။ကျွန်တော်ရဲ့အမြင်မှာယနေ့ဆိုရင် စိတ်ကိုခွဲခြမ်းစိတ်ဖြာကုသသူကဥစွာစိတ်ဓာပေတာပညာရှင်ဖြစ်ရပြီးတော့စိတ်ကိုခွဲခြမ်းစိတ်ဖြာလေ့လာမှုက စိတ်ဝေဒနာတွေကိုကုသရမှာအခြားအရာတွေလိုပဲဒန်းတူပင်အသုံးပြုနိုင်တဲ့စိတ်တပိရဆိုင်ရာနီလန်းဖြစ်ပါတယ်။အနာဂတ်ကာလမှာဒီနီလန်းဟာထုံးစံနီးတစ်ခုဖြစ်သွားပြီးလူတဦးတယောက်ရဲ့အာယုံပိုင်းယောဂါတွေကိုကုသရမှာအထူးတလဲနီးတစ်ခုဖြစ်တော့မှာမဟုတ်ပါဘူး။စိတ်ကိုခွဲခြမ်းစိတ်ဖြာကုသသူတူလေးချင်ပေးရရှုထောင့်အောင်ကြည့်ရင် မနှောရဲ့ဖြစ်စဉ်တွေထိုဖြစ်စဉ်ရဲ့သဘာဝ ထိုဖြစ်စဉ်တွေရဲ့တိမ်မြုပ်နေတဲ့အထိပ်ပဲထိုဖြစ်စဉ်တွေရဲ့ရည်ရွယ်ချက်စရာတွေကိုကျွန်တော်မှန်းဆဆင်ခြင်နဲ့နီးလန်းဟာပညာရေးဆိုင်ရာအရေးကြီးဆုံးအချက်ပဲဖြစ်ပါတော့တယ်ကျွန်တော်တင်ကြားလေ့ကျင့်ပေးတဲ့အခါမှာစေကုသပေးရေးအမြင်နဲ့ခွဲခြားစိတ်ဖြာမှုနံပါတ်၁နေရာထားခြင်းဟာအနေရကြီးတယ်လို့ကျွန်တော်မြင်တယ်စိတ်ဓာတ်ဗေဒဆိုင်ရာအမြင်ဟာနံပါတ်၁ဖြစ်တဲ့နယ် ။စိတ်ရောဂါကုသရေးနဲ့ပတ်သက်ပြီးတော့ဘ ഹു တုတ္တကျွဲဝလှပင်မဲ့စိတ်ဓာဗေဒပညာရှင်တွေမဟုတ်ကြတဲ့အာယုံကျောယောဂအထူးတက်ကြွသူ ဖြစ်တဲ့စိတ်ကိုခွဲခြမ်းစိတ်ဖြာကုသမှုတွေကိုကျွန်တော်သိရှိပါတယ်။မယုံစရာတော့ဖြစ်ကောင်းဖြစ်မယ်။စိတ်ဓာဗေဒကိုအထူးကအဖြစ်စိတ်ဝင်စားမှုမရှိဘဲနဲ့စိတ်ကိုခွဲခြမ်းစိတ်ဖြာကုသသူတွေရှိနေတယ်လို့စင်စရာဖြစ်ရင်ကျွန်တော်ယုံကြည်နေပါတယ်။ ဓမ္မမဲ့စိတ်ကိုခွဲခြားစိတ်ဖြာလေးလာမှုဟာစိတ်ဓာဗေဒပညာရက်ဖြစ်ခြင်းဖြစ်မယ်။မဖြစ်ဖယ်လဲနေခြင်းနေမယ်။ American လူမျိုးတွေကလက်တွေ့ကြတဲ့လူမျိုးတွေဖြစ်ပြီးတော့ကျွန်တော်ရဲ့လုပ်ဖော်ကိုင်ဘက်တွေမှာစိတ်ကိုခွဲခြားစိတ်ဖြာလေးလာမှုရဲ့လက်တွေ့ကြတဲ့အသွင်အပြင်တွေကိုစိတ်ဝင်စားကြသူတွေရှိပါတယ်။သူတို့အတွက်ကျွန်တော်ဟာ American ပြည်ရဲ့ကြီးကဲသောတားကောင်းတစ်ယောက်ဖြစ်တဲ့ Benjamin Franklin ကိုကြီးညိုလိုပါတယ်။ 1854ခုနှစ်ဒီဇင်ဘာလ9ရက်မှာ လူဝီဖတ်စတာကဘန်ဂျမင်ဖရန်ကလင်ကိုအောက်ပါအတိုင်းကိုကပြောဆိုခဲ့ပါတယ်။နောက်ခံသဘောတရားမရှိဘဲလက်တွေ့လှုပ်ဆောင်မှုဟာအလေးထားပေါက်ဖွားလာတဲ့လုံယိုးလှုပ်စင်လုပ်ငန်းတစ်ခုသာဖြစ်ရတယ်။တီထွင်မှုသဘောရင်းုံဖြစ်ပေါ်စေပြီးရှင်တန်တိုးပွားစေတာနောက်ခံသဘောတရားတစ်ခုရဲ့သာလျင်ဖြစ်တယ်။သိပ္ပံပညာတွေက လက်တွေ့ချက်ချင်းဆောင်ရွက်ကြည့်လို့မရတဲ့ဟာမှန်သမျှကိုပယ်ချလိုတဲ့ညံအမြင်ကျင်းသူတွေရဲ့သဘောထားကိုမျှဝေလက်ခံခြင်းမပြုမိဖို့ခမရတော်ဟာအထူးသဖြင့်တာဝန်ရှိသူတွေဖြစ်ပါတယ်။ Franklin ရဲ့စိတ်ဝင်စားပွဲပြောစကားလေးကိုခမရတို့သိကြပါရဲ့လား။သူဟာသိပ္ပံပညာဆိုင်ရာတတ်တတ်တွေးရှိချက်တစ်ခုကို ပထမဆုံးစမ်းသပ်အသုံးချကြည့်ခိုင်မှာဘေးကလူတွေကသူ့ကို ဒါဘာတုံးရတယ်လဲလို့မေးကြတယ်။ဒီတော့ Franklin ကမွေးကင်းစာကလေးဟာဘာတုံးရတယ်လဲ။ပြန်မေးရင်လည်းဖြေတယ်။မမှန်ဘူးလားခမညာ။မွေးကင်းစာကလေးကိုဘာတုံးလို့ရလဲ။ဒါမဲ့တကယ်တော့ခမညာတို့ထင်ရှားစေရင်စွမ်းရည်မျိုးစေ့ရအဲ့ဒီငယ်စဉ်ကလေးကကိုယ်ထဲမှာရှိနေရမလား။ခမညာတို့ရဲ့မွေးကင်းစာကလေးငယ်ကြီးကျိုးပြက်ထိခိုက်လွယ်တဲ့ဒီကလေးငယ်တွေဟာ တကယ်တော့တရားသူကြီးတွေသိပ္ပံပညာရှင်ကြီးတွေတရားကောင်းကြီးတွေဖြစ်လာမယ်ဟာခလေးမဟုတ်ဘူးလားသူလူကြီးမင်းမြခမညာနောက်ခံသဘောတရားရေးဆိုင်ရာတွေ့မြင်သိရှိချက်တစ်ခုဟာဖြစ်ပေါ်တည်ရှိရဲဆိုရဲအည်အသွေးသာလျင်ရှိပါတယ်ဒီခလေးကမျောလင်းချက်ကိုနိုးကြစေဒါပဲပေါ့ဒါပေမဲ့ဒီကလေးကိုပြိုးထောင်ပေးမယ်ကြီးပြောင်ပြုစုပေးမယ်ဆိုရင်ဘာဖြစ်လာမလဲဆိုတာခမရတို့တွေ့ရမှာပါလူဝီဖော့စတာကဒီလိုပြောခဲ့တယ် ။ "तू आ ဆေးပညာရှင်မဟုတ်ဘူးဆိုရင်တော့မလူသားကိုအကျိုးပြုသူ သိပ္ပံပညာရှင်ကြီးတယောက်တော့ဖြစ်တယ်လို့ဆိုရပါလိမ့်မယ်။ကိုရင်းကိုရာနောက်အကြောင်းရင်းတစ်ချက်ကို ဖြည့်ဆွတ်ပြရစေ။စိတ်ကိုခွဲခြမ်းစိတ်ဖြာလေးလာရင်းကိုလက်တွေ့ရောစာတွေ့ပါကျင့်ဆောင်ခဲ့တာ38နှစ်ကြာခဲ့ပြီရဲ့နောက်မှာကျွန်ုပ်ဘာကြောင့်ရခင်ကကျန်းတဆောင် ပေတဖွဲ့မပြုတ်စုခဲ့ပဲအခုမှလူရှိသူရှိချပြရတဲ့အကြောင်းရင်းရတော့ ထူးခြားတဲ့သဘောလက္ခဏာနှစ်ရပ်ကြောင့်ဖြစ်ရခြင်းဖြစ်ပါတယ်။ပထမသဘောလက္ခဏာကသူတစ်ပါးရဲ့အမားတွေကနေသင်ငန်းစာပညာရယူနိုင်မှုမရှိတာပဲဖြစ်ပါတယ်။စကပုံနေနှိုးစော်ချက်တွေသတိပေးချက်တွေဟာကျွန်ုပ်တို့အသုံးမဝင် ဖြစ်ခဲ့ရတယ်။အမားတစ်ခုခုကနေပညာကိုရယူရမယ်ဆိုရင်ကျွန်ုပ်အမားတွေကိုကျူးလွန်ရမ်းသာရှိတော်တယ်။ဒီနေရာမှာဒုတိယသဘောလက္ခဏာကဝင်ရောက်လာပါတယ်။ ကျွန်တော်ကအမားတစ်ခုခုအချိန်ပေါင်းများစွာအထက်ထက်ကျူးလွန်မှသင်္ကန်းစာရနိုင်မှာပဲဖြစ်ပါတယ်။အသေးအပွဲအမားကလေးတစ်ခုနှစ်ခုကျူးလွန်မိပြီးကျွန်တော်ဘာသာကျွန်တော်ကုစားပြုပြင်ပြီးကမှဒီအမားတွေကိုအတိမတ်ပြုသတိပြုမိပါတော့တယ်။ဒါပြင်ကျွန်တော်တင်ပြမယ့်ဘာသာရဲရဲ့ထူးခြားတဲ့တဘာဝနဲ့ပတ်သက်နေတဲ့အခက်အခဲတစ်ခု ကနဦးပင်တွေးရှိရခြင်းအတွက်စာဖတ်သူတွေကိုတောင်းပန်လိုပါတယ်။ကျွန်တော်တို့ရင်ဆိုင်နေရတဲ့ဖြစ်စဉ်တွေဟာ နားလဲရခက်ယုံမကများသောအားဖြင့်ပေါ်ပြရခက်ခဲလှပါ යි တကယ်လို့ကျွန်တော်ကပေါ်ပြရမှာသိပ္ပံပညာရဲ့လိုအပ်ချက်အရာကျင့်နဲ့လောက်အောင်မအောင်မြင်ခဲ့ရင် အောင်မြင်ဖို့လည်းမဖြစ်နိုင်သလောက်တော့ရှိပါတယ်မျောလင့်ထားခဲ့ ဖြစ်တဲ့အတိုင်းဝန်းနေမိလိမ့်မှာမဟုတ်ပါဘူးကျွန်တော်ကစာဖတ်သူတွေကိုသိပ္ပံနည်းကြကြအစမ်းခံနောက်ခံသဘောတရားတွေကိုပံ့ပိုးတင်ပြနေခြင်းဆိုတာထက် သူတပားရဲ့စိတ်တွင်းမှာမနောဖြစ်စဉ်တွေကိုကျွန်ုပ်တို့စင်ကျင်တွေးဆနားလည်ရထားသမျှထင်ရှားတဲ့စိတ်တဘေဒဆိုင်ရာ ဖြစ်စဉ်များတဲ့သို့ထိုးတွင်းရှုမြင်နိုင်မှုပေးမယ်ဆိုရင် ပို့ပြီးတော့မှန်ပါလိမ့်မယ်ဒီကိစ္စတစ်ခုတည်းအတွက်ကျွန်တော်ကအခုအချိန်အထိစိတ်တဘေဒပညာရှင်တွေသတိမပြုမိရာတွေကိုတက်စွမ်းသမျှစုပ်ကိုင်းနားလည်စေဖို့ကြိုးစားမှာဖြစ်ပြီးတော့လူတွင်လှုပ်ရှားသည်လည်းဖြစ်တော့ လွတ်လွတ်လပ်လပ်ကြွေးရှားစည်းစင်းနေလျက်ကအချုပ်အချင်အကန့်အသတ်ဖြင့်ဖြစ်နေသည်လဲဖြစ်သော စိတ်စွမ်းအင်ရေစီးကြောင်းနဲ့ပတ်သက်ပြီးတော့ရေစားမှုရရှိစေဖို့ပံ့ပိုးတင်ဆက်သွားမှာပဲဖြစ်ပါတယ်။ Theodoric New York မြို့1948ခုဒီဇင်ဘာလရှင်ကွင်းသစ်ရုပ်ဆောင်မဂ္ဂဇင်း August 1994ခုနှစ်မှာရေးသားခဲ့တာဖြစ်ပါရှင်။ ဒီနေရာလေးမှာတော့ဆရာတက်လုံးရေးသားထားတဲ့တတိယနာဖြင့်နားထောင်ခြင်းဆိုရက်အမှားစာအပိုင်းလေးကတော့ပြီးဆုံးသွားပါပြီခွန်ရှားတို့နောက်ထပ်စာအုပ်ရဲ့အပိုင်းအပိုင်းအပိုင်းဒီမှာဆက်လက်တွေ့ဆုံကြပါမယ်ရှင်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျေးဇူးတင်ပါခြင်းနဲ့ပြည့်စုံနိုင်ပါစေနော်